ကောင်မမီတို့အားလုံးမင်္ဂလာပါတချို့တို့ဒီနေ့ grade 2မြန်မာစာမှာပါတဲ့အခန်းရှိပုံပြောကြမယ်နားထောင်ကွယ်စက်လုံးစင်လဲတင်ကြမယ်ခေါင်းစဉ်အောက်ကကကြီးစက်လုံးစင်ပတ်စစ်များတင်ကြကြဆိုလားဆိုတော့တင်ငန်းစာလေးကိုအဲတတမမီတို့နဲ့အတူတူလေ့လာကြရအောင်နော် အဲ့တော့ဒီချေတို့ကဆက်လုံးစင်ပေါ့နော်ဆက်လုံးစင်ပါစင်ဆိုတာကိုမပြောခင်ဒီချေတို့ကဒါဒါလေးတွေကိုအရင်ဦးဆုံးကြည့်ကြည့်အောင်နော်ဒါလေးကဘာလေးလဲဟုတ်ပါတယ်ဒါလေးကကြတော့ကက်ကြီးပေါ့နော်ကက်ကြီးတော့ဒီချေတို့ကကက်ကြီးကက်ကြီးလို့ပြောကြတယ်တကယ်တကယ်ကြတော့သူ့ရေးတဲ့အခါမှာဒီချေတို့ကကက်ကြီးလို့ရေးပါတယ်နော်ကက်ကြီးလို့ဖတ်တယ်ရေးတဲ့အခါမှာကက်ကြီးလို့အာရေးတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကြည့်ရအောင်နော်နောက်တစ်ခုကကြတော့ဒါဘာလေးလဲ ဟုတ်ပါတယ်ဒါလေးကဆိုတော့ဗာလဲတချို့တော့ငါးဖန်းတဲ့နေရာမှာသုံးနဲ့ပိုက်ကွန်လေးဖြစ်ပါတယ်เนาะအဲ့တော့တချို့တော့အဲ့မှာကက်ကြီးကိုဘယ်လိုမျိုးရေးထားလဲအဲဆက်လုံးပေါင်းကြည့်ရအောင်ကားကြီးတတကက်တဝေထိုးကားကြီးရရေးဂျေဝဆက်နှလုံးပေါက်ကြီးကက်ကြီးเนาะပိုက်ကွန်လေးကိုလည်းဆက်လုံးပေါင်းကြည့်ရအောင်เนาะပါဆောင်လုံးတင်လုံးကြီးတင်တချောင်းဝင်ကတာပိုက်ကားကြီးဝဆက်နှစ်တက်ကွန်ပိုက်ကွန် เนาะအဲ့တော့ကျေတော့ဒီမှာဆလုံးပေါင်းတဲ့အခါမှာသူ့ရဲ့အသက်ကလေးတွေကိုကြည့်ရအောင်เนาะတာဝန်ဘုံမှာအသက်တင်လို့ဒီကျေတော့တတ်တက်လို့ဖတ်တယ်ကာကြီးရဲ့ပုံမှာအသက်တင်လို့ကတ်တက်လို့ဖတ်တယ်နားငယ်ပေါ်မှာအတက်တင်လို့တချို့တို့နတ်တက်လို့ဖတ်တယ်ပေါ့เนาะအဲ့တော့တချို့ကဒီလိုမျိုးဖတ်တဲ့အာဘီးလေးတွေကြတော့တချို့တို့ကရိုးရိုးအသက်ဆင်လေးတွေလို့ခေါ်ပါတယ်ဒီအသက်ဘီးလေးတွေကြတော့တချို့တို့ကရိုးရိုးအသက်ဘီးလေးတွေလို့ခေါ်တယ်ပေါ့เนาะကဲဟုတ်ပြီအောက်အောက်ဖက်ကိုဆက်ပြီးတော့ကြည့်ကြည့်အောင်เนาะ ဒါလေးကဘာလေးလဲဟုတ်ပါတယ်လိမ်မော်သီးဖြစ်ပါတယ်เนาะဒါလေးကကျတော့ဘာလေးလဲဆိုလို့ရှိရင်ဒါလေးကကျတော့တချေတို့ပြက်ကလေးဖြစ်ပါတယ်เนาะအဲ့တော့လိမ်မော်သီးကိုရေးတဲ့အခါမာတချေတို့ကဒီမှာကြည့်ကြည့်အောင်သူရေးထားတဲ့ဟာလေးကအပေါ်မှာလဲမာလေးတစ်လုံးအောက်မှာလဲမာလေးတစ်လုံးဆိုတော့တချေတို့ကဒါပါလဲအဲမာလေးနှလုံးကိုဆင့်ထားတာပေါ့နော်။အော်ဒီဘက်မှာဆိုလို့ရှိရင်လည်းပြက်ကလေးကိုရေးတဲ့အခါမှာအပေါ်မှာကဗာလဲကာကြီးအောက်မှာကခါခွေးဆိုတော့တချို့တို့ကဒါ အာဒီလေးနှလုံးကိုစင့်ထားတာပေါ့နော်ဟုတ်ပြီအဲ့လိုမျိုးရေးထားတယ်เนาะဆက်လုံးလေးကိုကြာတော့တချို့တော့ဘယ်လိုခေါ်သလဲဆိုလို့ရှိရင်ဆက်လုံးစင့်เนาะတနည်းအားဖြင့်ဆိုလို့ရှိရင်ပတ်စင့်လို့ခေါ်ပါတယ်ဆက်လုံးစင့်လို့လည်းခေါ်တယ်ပတ်စင့်လို့လည်းခေါ်တယ်ပတ်စင့်စကလုံးလို့လည်းခေါ်တာပေါ့နော်ဟုတ်ပြီအဲ့မှာမှတချေတို့ကဆက်ပြီးတော့เนาะကြည့်ကြည့်မယ်ဆိုလို့ရှိရင်တဲ့เนาะအဲ့ဆက်လုံးစင်ပတ်စင်ဆိုတာဘာလဲပေါ့เนาะ ဲ့တော့ဒီမှာကြည့်မယ်နော်ဆက်လုံးစင်ပတ်စင်ဆိုတာကကြတော့ကျေခုနပြောသွားတဲ့လိုမျိုးပဲဆက်လုံးလေးနှလုံးကိုစင်ပြီးရေးထားတဲ့သကလုံးတွေကိုကျေတို့ကဆက်လုံးစင်အာတို့မဟုတ်ပတ်စင်လို့ခေါ်တယ်အဲ့တော့အဲ့မှာနော်အပေါ်မှာစစ်နာတဲ့ဆက်လုံးကကြတော့ရအသက်ကြီးပေါ့နော်အပေါ်မှာစစ်နာတဲ့ဆက်လုံးကကြတော့အသက်ကြီးဖြစ်ပြီးတော့အောက်မှာရှိတဲ့ဆက်လုံးကကြတော့ရိုးရိုးကြီးဖြစ်ပါတယ်တဲ့နော် ရိုးပြီးဖြစ်တယ်ဆိုအဲ့မှာတစ်ချက်လို့ကြည့်ရအောင်နော်လိမ္မော်ဒီဒီမှာပြက်ကဒိန်เนาะအဲ့မှာတစ်ချက်လို့လိမ္မော်ဒီကိုကြည့်ရအောင်နော်အဲ့တော့ဒီမှာမလေးနှလုံးစင်ထားတယ်အဲ့တော့အပေါ်မှာစင်ထားတယ်စကလုံးဟာဆက်လုံးဟာဘာလဲအသက်ပြီးเนาะအသက်ပြီးဖြစ်ပြီးတော့အောက်မှာစင်ထားတယ်ဆက်လုံးဟာကြတော့ဘာလဲဆိုရင်ရိုးရိုးပြီးနော်ရိုးပြီးဆိုတော့တချို့ဆက်လုံးပေါက်ကြည့်မယ်ဆိုလို့ရှိရင်တဲ့နော်ဒီမှာသူကလလုံးတင်မတ်တလိမ့်မဘုံမှာတချို့အသက်ကလေးတင်လိုက်တော့မတ်တ အသက်ပြေးလေအပေါ်ကဟာဗာလဲပေါ်ကစင်ထားတဲ့စလုံးကအသက်ပြေးဆိုတော့မသက်ပေါ့နော်အောက်မှာရေးထားတဲ့စလုံးကကြောက်ရိုးပြေးဆိုတော့ तू ကမာရီမပဲလေနော်အဲ့မှာမတချေတော့ကဒီမှာ तू ကမတဝေထိုးမအေးချာရှေထိုးမောလိန်မောတာရေးလုံးဤတင်ဆန်ခက်သည်ဝဆန်နှလုံးပေါက်သည်လိန်မောသည် ဲ့လိုလေးဖတ်ရပါတယ်နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်လာလုံးတင်မတ်တလိန်ဒီမတ်တလိန်ရာတချို့အပေါ်ကဘီလေးကိုပြောခြင်းဖြစ်ပါတယ်တဝေထိုမရေးချာရှိထိုမော်ဒီမာလေးကကြောက်တချို့အောက်ကဘီလေးဖြစ်ပါတယ်တာရေးလုံးဤတင်ဆန်ခက်သည်ဝက်ဆက်နှလုံးပေါက်သည်လိန်မော်သည်အဲ့လိုလေးဖတ်ရတာပေါ့နော်အိမ်မှာမတချေတော့ကဘာရှိလဲဆိုလို့ရှိရင်ဘီတူဆလုံးစင်နဲ့ဘီမတူဆလုံးစင်ဆိုပြီးတော့နှစ်မျိုးရှိတယ် เนาะအဲ့တော့ဂျီးတူစက်လုံးဆင်ရကြတော့တချို့တို့ဒီမှာเนาะမာနှလုံးဆင်ထားတယ်ဆိုပေါ်လည်းမာအောက်ကလည်းမာဆိုဒါဂျီးတူတာပေါ့เนาะအဲ့ဒါကိုဆိုတော့တချို့တို့ဂျီးတူစက်လုံးဆင်လို့ခေါ်တယ်တနည်းအားဖြင့်ဆိုရင်ဂျီးတူပတ်ဆင်စက်လုံးလို့ခေါ်တယ်တဲ့เนาะဒီမှာပြက်ကထိန်လေးကိုကြည့်ရအောင်เนาะပြက်ကထိန်လေးကကျတော့တချို့တို့ကဘာလဲဆိုရင်အပေါ်မှာကြီးရတဲ့စက်လုံးလေးကကာကြီးအောက်မှာရေးထားတဲ့စက်လုံးလေးကဂျီးလေးကကျတော့ခါခွေး ဲ့တော့တချို့ကဗာလဲဘီတူလားမတူဘူးပေါ့နော်အပေါ်ကဘီလေးကကာကြီးအောက်ကဘီလေးကခါဝေးဆိုတော့အဲ့လိုမျိုးကြတော့ရေးထားတဲ့စကက်ဆက်လုံးစကက်လုံးကိုကြတော့တချို့ကဘီမတူဆက်လုံးဆင့်ဆိုပြီးတော့ခေါ်ပါတယ်အဲ့တော့သူကလည်းတူတူပဲเนาะအပေါ်ကကြတော့တချို့ကဗာလဲအသက်ကြီးလေးဖြစ်ပြီးတော့အောက်ကကြတော့ရိုးရိုးကြီးဖြစ်တယ်ဆိုတော့တချို့ကဆက်လုံးပေါင်းကြည့်အောင်เนาะပါဆောင်ရာရေးကတ္တာပြည့် ဒီကာကြီးလေးကဘယ်ရလဲအပေါ်ကဘီးလေးဖြစ်ပါတယ်အသက်ကလေးတင်လိုက်တော့အသက်ဘီးပေါ့နော်ခါခွေခါပြက်ခါဓာရီလုံးတင်နတ်သက်ဒိန်ပြက်ကဒိန်နော်အဲဆိုလို့ရှိရင် ပြက်ကဒိန်လို့ဆိုတယ်တကယ်တကယ်ကျတော့ဒီလို့ရှိရင်ပြက်ကဒိန်ဒီလိုလေးရေးတယ်ပေါ့နော်ပါစင်စကားလုံးလေးနဲ့ရေးတယ်တဲ့နော်ကြည့်အဲဆိုလို့ရှိရင်ဒီကျတော့ကအဲ့မှာဘီးတူ ဆက်လုံးစင်နဲ့ဘီးမတူဆက်လုံးစင်ဆိုပြီးတော့နှစ်မျိုးရှိရဲဆိုတာကိုတသားမမီတို့တည်သွားပြီဆိုတော့တချို့တို့ဘီးတူဆက်လုံးစင်လေးတွေကဘာလေးတွေရှိမလဲဆက်ပြီးတော့လေ့လာကြည့်အောင်နော်ဟုတ်ပြီเนาะအအရင်ဦးဆုံးဒါလေးကိုကြည့်အောင် ဒါလေးရဲ့ဗာလေးလဲဆိုလို့ရှိရင်တချို့တို့ဘီးတူဆက်လုံးစင်လေးတွေကိုကြည့်ပါမယ်။ဟုတ်ပြီအရင်ဦးဆုံးကိုတချို့တို့ဗာဆက်လုံးလေးလာမလဲ။နံပါတ်1ကအော်ဒီမှာဒါလေးရဲ့ကျတော့ဆက်လုံးစင်ပေါ့နော်။ဘီးတူဆက်လုံးစင်အဲစကဲလုံးလေးဖြစ်တယ်ပေါ့နော်။အဲ့တော့တချို့ကဒီမှာကြည့်လိုက်တဲ့အခါမှာကာကြီးလေးနှလုံးစင်ထားတယ်ဆိုတော့အပေါ်ကကာကြီးလေးကအသက်ပြီးလေးအောက်ကကာကြီးလေးကရိုးပြီးလေးဆိုတော့တချို့တို့ဖတ်ကြည့်ရအောင်နော်။တာဝင်းမူရေးကတာတက်တာဝင်းမူရေးကတာတက်ကာကြီးကတာ လုံးကြီးတင်တခြားဝင်လက်သက်တို့တို့တက်ကတိုးเนาะဒါလေးကအသက်ပြေးလေးဒါလေးကကြောအယိုးပြေးလေးဖြစ်ပါတယ်တက်ကတိုးပြောခြင်းဖြစ်ပါတယ်အာတက်ကတိုးဆိုတာကျတို့ဗာလဲအစင်းမြေပညာရက်တွေကိုတင်ကြားစီဘူးရာចောင်းတော်ကြီးပေါ့เนาะတက်ကတိုးဖြစ်ပါတယ်ဟုတ်ပြီနံပါတ်1ကလေးကိုကြည့်အောင်ဗာအာဘီ2ဆက်လုံးစင်လေးလာမလဲပေါ့เนาะ ီမှာကြောက်ရချက်တို့ကဘာနှလုံးစင်ထားလဲဆိုရင်တာဝင်းဘူးနှလုံးစင်ထားပါတယ်အဲ့ဒါလေးကိုဖတ်ကြည့်တဲ့အခါမှာตาရေတတာတက်နော်တာဝင်းမူရေတာတတဝရေချာဝတတဝနော်တတဝဆိုတဲ့နော်စကားလုံးလေးကိုရေးတဲ့အခါမှာတချို့တို့ကဒီလိုလေးတာဝင်းမူလေးနှလုံးစင်ထားပြီးတော့ဒီလိုလေးရေးရပါတယ်ဖတ်တဲ့အခါမှာတတဝလို့ဖတ်ရပါတယ်တဲ့နော်တတဝဆိုတာဘာလဲဆိုတော့တချို့တို့ အသက်ရှိတဲ့နော်လူတွေတလိမ့်ဆန်နေအကုန်လုံးကိုတတ်တဝါလို့ဒီချက်တို့ကခေါ်ရဲပေါ့နော်ဟုတ်ပြီနံပါတ်3ကိုဆက်ပြီးကြည့်အောင်နံပါတ်3နံပါတ်3ကကြတော့ဗာလေးနှလုံးကိုဆင်ထားလေပါးစောက်လေးနှလုံးကိုဆင်ထားပါတယ်နော်အဲ့ဒါလေးကိုဒီချက်တို့ဖတ်ကြည့်တဲ့အခါမှာအပေါ်ကပါလေးရကြတော့အသက်ကြီးလေးနော်အောက်ကပါလေးရကြတော့ဒီချက်တို့ရိုးရိုးကြီးလေးဆိုတော့ဖတ်ကြည့်မယ်နော်အာရအဒါအာဒါအောက်ခြိုက်ပေါ့နော်ဒါအောက်ခြိုက်လုံးတင်ပတ်တာ date a date ပါစာရေးချရက်သက်ပဲ a date ပဲအဲ့မှာမှတချို့တို့ကဒီမှာလေပါစာရေးချရက်သက်ဘယ်မှာတချို့တို့ကဒီရေးချာเนาะရေးချာဝိုက်ချနဲ့ဆိုလို့ရှင်ဒါကဘာလေးဖြစ်သွားမလဲဟာလေးဖြစ်သွားမှာလေအဲ့တော့တချို့တို့ကပါစာဆိုလို့ရှင်ဘာလေးနဲ့ခြာရမလဲ မောက်ချလေးနဲ့ခြာရမယ်မောက်ချဆိုတဲ့ရေးချလေးနဲ့ခြာပြီးတော့ရေးရပါမယ်เนาะအဲ့တော့ဒီကျေတို့ခါခါငါနဲ့ဓာပါဝ6လုံးမောက်မောက်ချဆိုရဲเนาะအဲကြပြလေးကိုတသောမီတို့ grade 1မှာတင်ခဲ့ရတယ်ဆိုတော့ဒီကျေတို့ပါဆောက်လေးရေးတဲ့အခါမှာရေးချလေးကိုရေးတဲ့အခါမှာဒီကျေတို့အာ white ချနဲ့မရေးဘဲနဲ့မောက်ချနဲ့ရေးရပါမယ်เนาะအဲ့ဒါဆိုလို့ရှင်เนาะတသောမီတို့ဒါလေးကိုဖတ်တတ်မယ်လို့ထင်ပါတယ်အဓိပ္ပာယ်ဖြစ်ပါတယ်เนาะ အတိတ်ပြန်ရကြတော့တချို့ကလည်းကိုဆိုလိုချင်တဲ့နော်သဘောကိုပြောချင်းဖြစ်ပါတယ်နော်ဟုတ်ပြီနံပါတ်လေးကိုဆက်ပြီးတော့ကြည့်ရအောင်နံပါတ်၄ရကြတော့သူက B2 ဘာလေးကိုဆင်ထားလဲဆိုရင်နာငယ်လေးကိုဆင်ထားတယ်เนาะနာငယ်လေးရကြတော့ပုံမှန်လေးနာငယ်အောက်မှလေးနာငယ်အပေါ်ကနာငယ်ကဘာလဲအသက်ကြီးအောက်ကနာငယ်ကရိုးရိုးကြီးဆိုတော့တချို့ဆက်လုံးပေါင်းကြည့်ရအောင် ပါဆောင်လုံးတင်နာသက်ပိန်နာငယ်ရီနောက်ပြင်းနဲ့ပိန်နဲ့ตาရီလုံးဤတင်ဆန်ခက်သည်ဝဆနှလုံးပေါက်သည်ပိန်နေသည်ဟာနော်ပိန်နေသည်အမေငယ်တော့တချို့တော့ရေးရတော့အာပိန်နေသည်ပေါ့နော်ပိန်နေသည်အဲ့လိုရေးရတယ်ဒါမဲ့ဟိုတချို့တော့ဆိုတဲ့အခါမှာတော့ပိန်လေသည်ပိန်လေသည်လို့ဆိုကြတယ်လေနော်ပိန်နေသည်အဲ့ဒါဘာကိုပြောရလဲဆိုတော့ နော်အချိုရဲနော်အသားမွာတွေပါတယ်ဆိုးရှိတယ်အသီးကြီးများတီးတယ်နော်ဗာလဲအပင်တမျိုးပေါ့နော်ပိန်လေးပင်ပိန်လေးတီးနော်ဟုတ်ပြီနံပါတ်9ကိုကြည့်ရအောင် နံပါတ်5ဒါလေးကကြတော့ဒီချေတော့ကနည်းနည်းလေးအဲ့မှာပြောစရာလေးရှိပါတယ်เนาะအာပညာတဲ့เนาะပညာကိုဖတ်တဲ့အခါမှာเนาะဒီချေတော့အဲငငယ်တော့ကလည်းပါစာရေးပါညရေးချာညာလို့ပဲဖတ်ခဲ့ရတာပါเนาะအဲ့တော့ဒါပေမဲ့အခုစနစ်တက်မှာကြတော့ဒီချေတော့ပညာကိုစလုံးပေါင်းတဲ့အခါမှာအဲ့မှာညလေးကိုတသမီလို့တွေ့ရเนาะဒါလေးကကြတော့ညလေးပေါ့เนาะအဲ့ဒီညလေးကိုဒီချေတော့ကဘာလုပ်လဲဆိုလို့ရှိရင်ဖရဲသည်ထက်ချမ်းခွဲလိုက်တယ်လို့မျိုးညလေးကိုခလေကောင်းထက်ချမ်းခွဲလိုက်လို့ရှိရင်ဒီချေတော့ကညကလေးတဲ့နှလုံး ုံးရတယ်ပေါ့နော်အဲ့တော့အရှိကညာကလေးကကျတော့တကယ်လို့ဗာလေအသက်ကြီးဆိုတော့ပါဆောင်ရေညာကလေးတက်ပြင်းလို့ဖတ်ပါတယ်နောက်ကအာအောက်ကပေါ့နော်အောက်ကကျတော့တကယ်လို့ညာကလေးတက်ကိုကျတော့ဒီမှာရေးချလေးရှိတော့အာညာကလေးရေးချညာပညာအဲ့လိုလေးဖတ်ရပါတယ်နော်ပညာပါဆောင်ရေညာကလေးတက်ပြင်းညာကလေးရေးချညာပညာအဲ့တော့တကယ်လို့ကဒီမှာညာလေးကိုလည်းတကယ်လို့က ဗာလဲဆက်လုံးစစ်မဟုတ်ဘူးဆိုပြီးတော့ပြောလို့မရပါဘူးเนาะတချို့ကပညာကိုဖတ်တဲ့အခါမှာပညာကလည်း तू ကပါဠိအဲပြက်စကားလုံးဖြစ်တဲ့အတွက်ကြောင့်မလို့ညအိုးတချို့တော့ညကလေးတက်နှလုံးအဖရဲသည့်ထက်ချံခွဲသလိုခွဲထုတ်ပြီးတော့တချို့တော့အရှိအကြတော့ပါဆောင်လေးနဲ့ညကလေးတက်နဲ့ဖက်မယ်နောက်ကညကလေးတက်ကိုကြတော့ရေးချာလေးနဲ့ဖက်ပါမယ်ပြန်ဖက်ကြည့်အောင်ပါဆောင်ရေးညကလေးတက်ပြင်းညကလေးရေးချာညပညာအဲ့လိုလေးဖက်ပါမယ်เนาะပညာကိုလေကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်နံပါတ်6လေးကိုဆက်ကြည့်အောင် ညာဆိုတာကတော့တချို့တို့ကလည်းခွဲခြမ်းသိမြင်နိုင်တဲ့အသိဉာဏ်ကိုပြောခြင်းဖြစ်ပါတယ်เนาะနံပါတ်6ကပါလဲဆိုရင်ပိတ် อ่า sorry နံပါတ်6ကတော့တချို့ဒီမှာတလေးကိုတွေ့သလားတလေးเนาะဒီမှာတလေးအကြီးလေးပေါ့เนาะဒီတလေးကလည်းတချို့ပညာလိုပါပဲเนาะတချို့ဒါလေးကိုခွဲထုတ်လိုက်မယ်ဆိုရင်တလေးနှလုံးရပါတယ်เนาะအဲ့တလေးနှလုံးကိုမှတချို့ကအာရှေ့ကဒါလေးကိုကြတော့အသက်ကလေးအသက်ဆင်လေးပါဒါလေးကကြတော့ရိုးပြီးလေးပါအဲ့ဒါလေးကိုစလုံးပေါင်းကြည့်မယ်ဆိုလို့ရှိရင်ပါဆောင်လုံးကြီးတင်တတပိတ်တရေချာတာပိတ်တာလို့အဲ့လိုမျိုးလေးဖက်ရပါတယ်เนาะပိတ်တာပိတ်တာဆိုပါလဲဆိုတော့ ကြက်တရာရှိအလေးချိန်တဲ့နော်ဘာလို့လဲဆိုတော့တချို့တို့ဈေးတွေဘာကြီးဝယ်လို့ရှိရင်တပိတ်သားပေးပါနှစ်ပိတ်သားပေးပါလို့ပြောတယ်လေအဲ့ဒီနေရာမှာသုံးနဲ့ပိတ်သားဖြစ်ပါတယ်နော်ဟုတ်ပြီနံပါတ်9လေးကိုဆက်ပြီးကြည့်အောင်နော်နံပါတ်9ကလေးဒါလေးကအခုပြောနေရပါလဲဆိုလို့ရှိရင်ကျေတို့ဘီးတူဆက်လုံးစင်လေးတွေဖြစ်ပါတယ်အပေါ်ဘီးနဲ့အောက်ဘီးနဲ့တူတဲ့ဘီးတူဆက်လုံးစင်ပတ်စင်လေးတွေဖြစ်ပါတယ်เนาะဟုတ်ပြီဒါလေးကကျတော့ဗာလဲဆိုရင်ဒါလေးကကျတော့လေကျေတို့ဒီမှာ နော်ရပေါ့နော်ရဒါလေးကိုကျတော့တချို့ကရပလဲရေရပလဲရေအာရပင့်လို့မဖက်ရပါဘူးဒါလေးကိုလည်းတချို့ကရလို့ဖက်ရပါတယ်နော်ဟုတ်ပြီအဲ့ဒီဒီရလေးကိုလည်းတချို့ကခွဲထုတ်လိုက်မယ်နော်ခွဲထုတ်လိုက်လို့ရှိရင်ရပလဲလေးနှစ်ခုရတယ်နော်ရပလဲလေးနှစ်ခုရတယ်ပေါ့နော်ရပလဲလေးနှစ်ခုရတဲ့အခါမှာတချို့ကဆိုလိုက်မယ်ဆိုလို့ရှိရင်အရှိရဒီမှာအခေယဥနော်အခေယဥအခေယဥရက်သက်ဥ เนาะ ยาแปลยีชาญาကလေးတက်ယင်းဥယင်းဥယင်လို့ဖတ်ရပါတယ်ချောဒီလိုလေးဖတ်ရတယ်ပေါ့เนาะဥယင်ကိုလေအဲ့တော့တချို့တော့ဥယင်ဆိုတာလဲခုနတချို့ပညာလိုပဲသူကလဲဗာလဲပါဠိပြမြန်မာစကားဖြစ်တယ်ဆိုတော့တချို့မြန်မာစလုံးပေါင်းအတိုင်းပဲပေါင်းပေးရတယ် အတန်ထွက်လို့ရှင်လဲဥယင်လိုပဲထွက်ရတယ်เนาะသူ့ရဲ့မူရင်းပါဠိရဘာလဲဆိုတော့ဥယာနာအဲ့ဒီမှာတချို့ကယာဆိုတာကိုတချို့ကယာပလက်နှလုံးယူတယ်ပေါ့เนาะခုနတချို့ဥပမာပေးသလိုပဲဖရဲသီးကိုနှစ်ချမ်းခွဲချလိုက်လို့ရှင်တချမ်းစီဖြစ်သွားသလိုပဲယာကိုတချို့ကနှစ်ချမ်းခွဲချလိုက်လို့ရှင်ယာပလက်လေးနှလုံးယာတယ်အဲ့ဒီယာပလက်လေးနှလုံးကိုမှအရှိတလုံးကိုကြတော့တချို့ကအခေယဥရက်သက်ဥနောက်နောက်ကရောက်ကြတော့ရပလက်ရေးချာညာကလေးတဲ့ယင်ဥယင်ဆိုပြီးတော့အဲ့လိုလေးဖက်ရပါတယ်เนาะဥယင်ကိုလည်းလေး ဒါလေးတွေအကုန်လုံးကကြတော့ပြီးတူစလုံးစင်းလေးတွေဖြစ်တယ်ဆိုတော့ဒါလေးတွေကိုလည်းသသမမီးတို့ကအဲနော်အဲဖက်ကြည့်မယ်နော်ဖက်ကြည့်မယ်နောက်တော့ဗာလဲတချို့နောက်ထပ်ပြီးတူစကလုံးလေးကိုလည်းရှာပြီးတော့ကိုဟာကိုဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်ကဲနောက်တစ်ခုကိုသွားရအောင်